အားလုံးမင်္ဂလာပါမျိုးလေးကဲအခြေခံအနေပြန်ကြည့်ကြတာပေါ့နော်ဒီပွဲကိုဘရိတ်ငားရိုက်မယ်ဗျာပြန်ကြည့်ကြမယ်နော်ဟာလာဒီကနေပဲစမှာနော်အမျိုးလေးကိုထိတ်တပင်နှစ်ပင်သုံးပင်ရှစ်တပင်နှစ်ပင်သုံးပင်ငားတဲ့ဒီသုံးလုံးပေါင်းခဲ့တာနှစ်နှစ်ကြောင့်မို့ခွန်လို့ဖြစ်တယ်အဲ့ဒါပဲမှတ်လိုက်တော့နော်အဲ့ဒါဆိုရင်ကိုထိတ်တပင်နှစ်ပင်သုံးပင်ရှစ်တပင်နှစ်ပင်သုံးပင်ငားဒီသုံးလုံးပေါင်းခဲ့တဲ့နှစ်နှစ်ကိုမှခွန်လို့ဖြစ်တာမှတ်နော်အဲ့ဒါဆိုရင်ကိုထိတ်ပြပြီးသားနော်အမျိုးလေးဒါဒီပွဲတော်မျိုးတပင်နှစ်ပင်သုံးပင်ကိုထိတ်ဘရိတ်ရှစ်ဘရိတ်ငား ီသုံးလုံးပေါင်းခဲ့တာနှစ်နှစ်ကြောင့်ခွန်လို့ပိတ်ခဲ့တယ်ဒီခွန်ပိတ်တွေဒီခွန်ပိတ်တွေဒီခွန်ပိတ်တွေဝလို့လို့ချင်တာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အဲ့ဒီကနေပြီးတော့ဒီဗရိတ်ငားကနေပြီးပဲဆင်တာဒီဗရိတ်ငားကနေပြီးဆင်တာနော်ဒီဗရိတ်ငားကနေပြီးဆင်မှာဟုတ်ပြီအဲ့တော့ဒီကနေတော့အောက်ဆင်လိုက်မယ်အခုလက်ရှိချိန်ကိုဆင်လိုက်မယ်နော်အဲ့လိုကြောင့်မို့ကျွန်တော်ပြီးခဲ့တဲ့ပေါ်ကျွန်တော်ဒီမှာလေးထိတ်နှစ်ခါတစ်ပဲဒီအထောင်သုံးလုံးကျွန်တော်ခွန်လို့ရိုက်ချင်လို့ကျွန်တော်ဒီပွဲမှာကျွန်တော် ခါတလုံးခေါ်ရိုက်တာဘာလို့ရတယ်တော့ဒီမှာ6ရှိတယ်ဒီမှာ3ရနော်တစ်ပိတ်ပေးနေတာသူကတစ်ပိတ်တစ်ပိတ်တစ်ပိတ်လို့ပေးနေတော့ဒါမှမဟုတ်တစ်ပိတ်မထွက်ဘူးနော်အဲ့မပြန်ကြည့်နော်လေးထိတ်တယ်နှစ်ခါတယ်တစ်ပိတ်ဇောင်းတုံးလုံးခွန်အဲ့ဒီခွန်ကြီးခုနကတော့လာခဲ့တယ်ဒီပေါင်းခဲ့တဲ့ကနန်းရဲ့ခွန်ပိတ်ဟုတ်ပြီနော်အဲ့ဒီခွန်ပိတ်ကြောင့်ဟဲ့လား၄2 1လို့ခွန်လိုက်ပြီအဲ့လိုခွန်ပြီးရတဲ့တပြိုင်နဲ့တည်းသူ့ရဲ့တပင်း၂ပင်းထွက်လိုက်လို့ရှိရင်၃ခါတဲ့၃ထိပ်တဲ့ဒီနှလုံး၆အဲ့ဒီ၆ကြောင့်မို့လို့တဲ့၆ခါတဲ့ ကိုးခါတဲ့တစ်ပိတ်ဒီသုံးလုံး6တာဟုတ်ပြီနော်ဒီသုံးလုံး6เนาะ6ပြီနော်အမျိုးတွေ6သွားပြီလို့ရှိရင်တဲ့နှစ်မျိုးစဉ်းစားရမယ်ပေါ့ဒီ6ကြောင့်ဒီသုံးနဲ့တစ်တာတစ်ချက်စဉ်းစားမယ်ဒါမှမဟုတ်လို့ရှိရင်ဒါဒီသုံးပိတ်ဖြစ်ခဲ့เนาะသုံးပိတ်ဖြစ်ခဲ့လို့တပင်းနှစ်ပင်း3ပင်တက်လာ6ထိတ်အဲ့ဒီ6ထိတ်နဲ့သုံးပိတ်နဲ့ပေါင်းခဲ့တဲ့ကိုအဲ့ဒီကိုဒီပထမဆုံးစတဲခဲ့တဲ့ဒီကိုလို့ကျွန်တော်မျိုးတွေပြောမယ်เนาะဒီကိုထိတ်ကလေးစတဲခဲ့တဲ့ကိုကြောင့်เนาะဒီ6ထိတ်ကလေးရဲ့တပင်းနှစ်ပင်း3ပင်ဆင်းလိုက် ဒီ၃ပြိတ်လေးရဲ့၉လေဟုတ်ပြီနော်ဒီဒီနှလုံးဆောင်ရတဲ့၆၆ចောင်းဘူး၆ခါရဲ့၉ခါရဲ့တစ်ပိတ်ရဲ့ဒီ၃လုံးက၆ဟုတ်ပြီနော်အဲ့ဒါဆိုရင်ထောင်၃လုံးခွန်ဖြစ်ခဲ့တဲ့အတွက်တစ်ကလည်းအပိတ်ရပြီနော်ဒီနေရာမှာတကွက်ထွက်တာဒီ၈နဲ့ဒီ၃နဲ့တစ်ခဲလို့တကွက်ထွက်ထွက်သွားတာနော်၃ပြိတ်ဟုတ်ပြီအဲ့တော့ဒုတိယကတ်ကြည့်မယ်နော်ဒီတရားကဒီမရောက်ဘူးနော်အဲ့ဒါဆိုရင်ကြည့်မယ်တဲ့ပရမကုထိတ်ကြခဲ့တယ်နော်ဟလာကုထိတ်၈ပြိတ်၅ပြိတ်လို့ဖြစ်ပြီးတော့ဒီခွန်ចောင်းအထောင်၃လုံးခွန်နေတာသူ့မှာတနည်းကျော်လာ သုံးထိတ်တယ်သုံးခါတယ်တစ်ပိတ်တယ်အထောင်သုံးလုံးခွန်ဟုတ်ပြီနော်ထောင်သုံးလုံးခွန်ဖြစ်သူ့ကိုတပင်ဆောင်းလိုက်သုံးညာခါတယ်6ထိတ်တယ်ဒီနှလုံးပေါင်းရတဲ့6အဲ့ဒီ6ကြောင့်9ရယ်6ရယ်1ရယ်တဲ့ဒီသုံးလုံးက6တယ်9 9ခါ6ခါ1ပိတ်ဒီသုံးလုံးက6တယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တဲ့ဒီခွန်နဲ့ဒီ1နဲ့နော်ဒီ၄နဲ့ဒီခွန်နဲ့1သလားလို့တစ်ချက်စဉ်းစားတယ်အဲ့လိုမှမဟုတ်လို့ရှိရင်ဒီမှာကြတာ၄ပိတ်တဲ့အဲ့ဒါဆိုရင်တပင်းတပင်းသုံးပင်တက်လိုက်ဒီ9နဲ့ဒီ၄ပိတ်နဲ့ပေါင်းရင် ကိုးတယ်အဲ့ဒီကိုးဒီဘယ်ကလာတော့ဆိုခုနကတုန်းကစကြခဲ့တယ်ဒီကိုးထိတ်ကလေးပို့ပြီနော်ဒီကိုးထိတ်ကလေးကြောင်းเนาะဒီဗရိတ်လေးနဲ့တပင်းနှစ်ပင်းသုံးပင်ကငါဒီငါးထိတ်ကလေးနဲ့ကိုးတယ်ပို့ပြီနော်မျိုးတွေအဲ့ဆိုရင်ဒီ6ဒီနော်တုံညနဲ့6ခွက်တဲ့6ဒီကိုးခါ6ခါတစ်ပိတ်မှုလို့တဲ့သုံးလုံး6ဟုတ်ပြီနော်အဲ့ဒါဆိုရင်3 3တစ်ဆိုတော့ခွန်လीခွန်လာတော့အပေါ်လာခဲ့တဲ့ဒီခွန်ဘိတ်ဟုတ်တယ်နော် ဒီခွန်ဘိတ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့လက်ရှိကတ်ကြည့်မယ်ကိုထိတ်ဗရိတ်ရှိငါဗရိတ်ဆိုနှစ်ဖြစ်ခဲ့လို့နှစ်အကြောင်းကိုခွန်လို့ပိတ်တာအဲ့ဒီခွန်အကြောင်းဒီပွဲလေးမှာကျွန်တော်တို့ကနောက်သုံးလုံးခွန်လို့ခေါ်ရမယ်နော်နောက်ကနေခါ6ထိတ်တဲ့ကိုခါတဲ့နှစ်ပိတ်ဆိုလို့ရှိရင်တဲ့သုံးလုံးက6 9နှစ်ဆိုတော့ခွန်ဟုတ်ပြီနော်သူ့တပင်ဆောင်းလိုက်တဲ့ဇောင်း6တဲ့နော်၄နဲ့နှစ်နဲ့6ပြီတဲ့ခါနဲ့နှစ်နဲ့ထိတ်နဲ့6ပြီနော်အဲ့ဒီ6ကြောင်းတဲ့၄ခါတဲ့နှစ်ပိတ်တဲ့ ်300ခါဆိုလို့ရှိရင်တဲ့နောက်ပေါင်း6ဖြစ်သွားပြီเนาะဒီ3လုံး6သွားပြီเนาะအဲဒါဆိုအဲ4 300 2သွား6သွားပြီဒီဆောင်3လုံးကလည်းခွန်သွားပြီအဲ့ဒါဆိုရင်တဲ့သူနဲ့တစ်ဖြစ်ချင်းခွန်ထိတ်ခွန်ထိတ်ဆိုရင်ခွန်300 2အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကသူစီနီယာရိုက်မှာလား3ပရိ4ပရိ5ပရိဖြစ်ချင်း3 300 2အဲ့ဒါဆိုလို့ရှိရင်3 300 2ဒီ5ပရိဖြစ်တဲ့တပင်း2ပင်း3ပင်တက်လာဒီ4ထိတ်နေတဲ့ဒီ5ပရိနဲ့ကလည်း6ပဲဟုတ်ပြီနော် ဒီ9ပရိမေတပင်2ပင်3ပင်4ထင်းနဲ့9ဟုတ်ပြီနော်ဒီ6ကြောင်4ရဲ့၄ခါရဲ့2ပင်ရဲ့3ညရဲ့6ဒီတောင်းတောင်းကခွန်ဟုတ်ပြီနော်အဲ့ဒုတိယကပြန်ကြည့်ဒီတောင်းတောင်းကခွန်ဟုတ်ပြီနော်ဒီနှလုံး6ကြောင်နဲ့9ခါရဲ့6ခါရဲ့1ပင်ရဲ့တဲ့နော်အလုံးပေါင်းရင်3လုံးပေါင်း6ကပြည့်6တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်တဲ့ဒီ၄ပရိကြောင်တပင်2ပင်3ပင်ဒီ9ထိတ်နဲ့ဒီ၄ပရိနဲ့9လို့ပြန်ချုပ်တာနော်ဟုတ်ပြီနော်အဲ့ဒါနောက်တစ်ပင်သွားနော်၄နှစ် တဲ့ဆိုတော့ဇောင်းတုံးလုံးခွန်ဟုတ်ပြီနော်သူ့တပင်ဆောင်းလိုက်ဒီ6တဲ့အဲ့ဒီ6ကြောင့်6ခါရတဲ့9ခါ10ပဲတဲ့ဒီ3လုံးက6တဲ့ဟုတ်တယ်နော်3လုံး6အဲ့ဒါဆိုရင်တပင်နှစ်ပင်သုံးပင်တဲ့ဒီ6နဲ့ဒီ3ပရိနဲ့ပေါင်း9ဒီ6ထိတ်နဲ့နော်ဒီ3ပရိနဲ့9ဟုတ်ပြီနော်အမျိုးလေးအဲ့ဒါဆိုရင်ဒီ9ထိတ်နဲ့ဒီ၄ပရိနဲ့9အဲ့ဒါဆိုရင်ဒီ၄ထိတ်နဲ့ဒီ9ပရိနဲ့9မှာဆိုရင်3 3ည2ဒါအရင်ပဲထိုးမှာခွန်3ည2ကအရင်ပဲထိုးမှာနော်ပရိ9 ဗရိတ်၄ဗရိတ်၃တခြားကြည့်နော်မျိုးတွေမရှုံနဲ့နော်လော်လော်လေးနော်ရှင်းရှင်းလေးပဲလော်လော်လေးပဲပြသွားတာဟာလားဒီသုံးလုံးခွန်ဒီဒီခွန်နော်ဒီခွန်ဒီခွန်လေးကိုခွန်ပါနော်ဟုတ်ပြီတခြားကြည့်နော်ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်အဆောင်သုံးလုံးခွန်အဆောင်သုံးလုံးခွန်အဆောင်သုံးလုံးခွန်ဆိုရင်နှစ်ပိတ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တဲ့သူ့တပင်ကြောလိုက်၄နဲ့2နဲ့6တီးတဲ့၄၃ညနှစ်မှာ6ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကြည့်နော်ဒီ6၃ညသည်နော်6 6တက်မှာ6ပါဟုတ်ပြီနော် ဒီ336ဒီတဲ့6 9 1မှာ6မှာတဲ့ဟုတ်ပြီနော်အမျိုးတွေအဲ့ဒါဆိုရင်တဲ့ဒီ1မလားစဉ်းစားမယ်နော်ဒီ1မလားဒီ1မလားဆိုရင်ခွန်ထိတ်အရန်ထိုးမှာခွန်ထိတ်နဲ့ခွန်3ညနေကအရန်ထိုးမှာအဲ့ဒါဆိုရင်တဲ့ तू ကဒီမှာဗရိတ်ငါးလို့ကြမယ်ဆိုရင်1 2 3ဒီ4ထိတ်နဲ့ဒီဗရိတ်ငါးနဲ့9ဒါပြင်2ပြင်3ပြင်4ပြင်5ပြင်ထွက်လိုက်ဒီ4ဗရိတ်နဲ့ဒါပြင်2ပြင်3ပြင်ဒီ9ထိတ်နဲ့9ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်ဒါပြင်2ပြင်3ပြင်4ပြင်5ပြင်တဲ့ဒီ3ဗရိတ်နဲ့ ဒီ6ထိတ်နေကိုးအဲ့ဒီကိုးတွေဒီဘယ်ကိုးတော့မလဲစတဲခဲ့တဲ့ဒီကိုးဒီကိုးဒီကိုးဟုတ်ပြီနော်ဒီအဆောင်ဆုံးလုံးခွန်ဒီဒီခွန်နော်ဟဲ့လားဒီအဆောင်ဆုံးလုံးခွန်ဒီဒီခွန်ဒီအဆောင်ဆုံးလုံးခွန်ဒီဒီခွန်ဟုတ်ပြီနော်အဲ့ဒါဆိုရင်မျိုးတွေကြည့်တာနော်3 3 2ခွန်3 2အရန်ပဲထိုးမယ်နော်ဟုတ်ပြီအဲ့အလုံးမင်္ဂလာပါမျိုးတွေ